ိုကျော်ချက်လင်းကကျွန်တော်ရဲ့ငယ်တငယ်ချင်းတယောက်ဖြစ်ပါတယ်အခုတော့သူထိုင်းနိုင်ငံမှာနေပြီးတော့တကယ် Burmese entrepreneur တယောက်အနေနဲ့ကိုယ်ပိုင် company တွေတည်ထောင်ပြီးတော့ပတ်ဝန်းကျင်ကိုအကျိုးပြုနေပါတယ်အဲ့တော့ကျွန်တော်ဘန်ကောက်ကိုသွားလင်းနဲ့သူ့ကိုသွားတွေ့ပြီးတော့သူလုပ်နေတဲ့ business တွေစီးပွားရေးတွေအကြောင်း မေကွန်းတစ်ခုနှစ်ခုသွားမေးလိုက်ပါတယ် အရင်တစ်ခါက company 6ခုအဲ့တော့အခုအခု company မနှစ်ခုလဲပြောပါအောင်အာမြန်မာနိုင်ငံ company စီတော်တော်များများကတော့ငါတို့အာရက်သို့မဟုတ် hibernate လုပ်လိုက်တယ်ဆိုတော့မြန်မာနိုင်ငံ business တွေကိုတော့ငါတို့ထည့်စဉ်းစားလို့မရတော့ဘူးပေါ့နော်မြန်မာနိုင်ငံရဲ့အခြေအနေကြောင့်အဲ့ကြတော့အခုတော့ time ဘက်မှာငါတို့ဘာလုပ်နေလဲဆိုတော့ကြတော့အဲ as a as a group ပေါ့နော်ငါနဲ့ partner တွေနဲ့အာ Kudos International Business Consultancy ဆိုပြီးတော့ကြတော့အကြံပေးပေါ့စီးပွားရေးအကြံပေး company setup လုပ်တာတွေ finance နည်းနည်းပတ်သက်တဲ့ service တွေပေးတာတွေဥမာ accounting service တွေလိုချင်တာလား financial advising လိုချင်တာဒါမျိုးတွေပေးတဲ့ဟာတွေပြီးတော့ business matching တွေလုပ်တဲ့ company တခုရှိတယ် okay နောက်တစ်ခုကဘာလုပ်နေလဲဆိုရင်ဒီ Vigo Hub ဆိုတဲ့ company ရှိတယ် Vigo Hub ကခု co-working space ကိုလုပ်တယ်ဒီ co-working space ရဲ့ရွေးချက်ကလည်းခုန Kudos ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းရင်းနဲ့အတူတခြားလိုအပ်တဲ့ဒီဒီဒီဟိုဒီဟွာပေါ့နော် segment တွေကိုဖြည့်ဆည်းပေးတဲ့သဘောနဲ့လုပ်တယ်အာ number 3 number 3ကငါတို့ဘာလုပ်နေလဲဆိုတော့ CM solar power distribution ဆိုပြီးတော့ကြတော့ဟို solar နဲ့ပတ်သက်တဲ့ green energy ကို distribute လုပ်နေတယ်ကဘာမှာနာမည်အရေးကြီးတယ်ကဘာမှာနာမည်ကြီးနေတဲ့ brand main brand လေးခုရယ်ပြီးတော့ကြတော့ mid range ရှိနေတဲ့ brand နောက်ထပ်၄၅ခုရယ်ကိုငါတို့ဒီထိုင်းနိုင်ငံမှာတရားဝင် ဲ tier 1ဆိုတာအမြင့်ဆုံးအဆင့်အမြင့်ဆုံး distributor အနေနဲ့ငါတို့ဖြန့်ဝေနေတယ်ပေါ့နော်အဲ့ဒါလုပ်တယ်နောက်ပြီးရှင်းသေးလားနော်4ကမင်းတို့ကပြောတဲ့ဟိုါလေဒီဇော်ကြီးဇော်ကြီးပါဇော်ကြီးပါဆိုတော့ငါတို့ဒီဒီဒီမှာတူပါနဲ့ပါတနာတွေပါပဲဇော်ကြီးပါဆိုတော့ငါတို့ဖွင့်ထားတယ်ပြီးတော့နောက်ထပ်ကတော့ငါကိုယ်နဲ့ manage မလုပ်ပေမဲ့တငယ်ချင်းတွေပေါ့နော်မိတ်ဆွေနဲ့တူပေါင်းပြီးတော့ Yam Connective ဆိုတဲ့ company တစ်ခုထောင်ထားတယ်အဲ့ company အောက်မှာအာ Bizamaru rear park chom wine ဆိုရမာလာဆိုင်ပြီးတခါကျတော့ဒီအဲဘာခလဲဟိုဟာ king gong ဆိုရမာလာ school ဟာအဲ့ဒါတွေကို central wall တို့ future park တို့ mbk တို့အဲ့ဒါမျိုးမှာဖွင့်ထားတယ်အဲ့ဒါတွေလုပ်သေးတယ် company 5ခုအာ yes အလိုအလိုအလိုလုပ်နေရပေါ့နော်ရသမျှလေးတော့လုပ်နေရပေါ့တကယ်ချင်းအေးအေးဖို့အချိန်ရှိရလားအရှိတယ်ရှိတယ်အေးဖို့ရှိတယ်အပူနဲ့ โอเคအခုတို့ပမာလည်းပြောပါအောင်ငါတို့ကအခု Bangkok မှာရှိတဲ့ Wireless Road မှာရှိတဲ့ Sivato Hotel ရဲ့၁၇ထပ်မှာပါဝါငါခုဖွင့်ထားတဲ့ Vico Hub ဆိုတဲ့ business center co-working space ရဲ့ consultancy service တွေပြည့်တဲ့ center မှာပါဟွန်း co-working space ဆိုတော့ဘယ်သူတွေလာလုပ်လို့ရလဲ co-working space ရဲ့ယူရချက်ကကြတော့တချို့ဟို startup companies တွေ or တချို့ small and medium ပေါ့နော် SME company လေးတွေကိုပိုင်ရုံးကို manage မလုပ်ချင်ဘူး။သူတို့အနေနဲ့ကဒီပုံမှာ risk တွေမယူချင်ဘူးဟိုအချိန်မပေးချင်ဘူးဆိုရယ်လူတွေကငါတို့ရုံးကိုလာသုံးမယ်။ maybe အခန်းအနေနဲ့ငှားသုံးမလား။ maybe ထိုင်ခုံတစ်လုံးချင်းစီငှားသုံးမလား။ဒါမျိုးငှားသုံးတဲ့အချိန်မှာ full service ပါတယ်။ internet ပါမယ် air condition full 24/7ပါမယ် electricity ပါမယ်ပြီးရခါကျတော့ coffee လက်ဖက်ရည်မုတ် ဒါတွေပါမယ်ပြီးရင်ဒီမှာ lobby at ကို airline စကားပြောရ lobby area ပါမယ် dining area တွေပါမယ်အဲဒါမျိုးတွေပေါ့နော် hello jin chotin book လောလားဒီတိုင်းမဝင်လာလို့ရလားအာ monthly service တွေယူမဲ့လူတွေကတော့ chotin ပြီးတော့လာစကားပြောဆက်သွယ်ပြီးတော့မှအခန်းရွေးအခန်းငှားပေါ့နော်သူမဟုတ်ဖ ೇನೆ daily သုံးချင်တဲ့လူတွေကတရားဝင်သုံးလို့ရပါတယ်ဟုတ်ပြဿနာမရှိပါဘူး ဒါ lobby area ပုံမှန်ဆိုဒီမှာငါတို့ music လေးဒီပြေလေးပြေပြေလေးဖွင့်ထားမယ်ဒီမှာကဧည့်သည်လာတဲ့လူတွေထိုင်ရမယ်စကားပြောရမယ်ပေါ့နော် committee room တွေက hourly ပတ်စံပေးပြီး900ရတယ်အင်းဒီကောင် big meeting room ဒီကောင်တနာယူဘာ900ပေးရတယ်ဒီမှာ big screen ရှိတယ်နော် big screen ရှိမယ်ဒီမှာလူ12ယောက်ထိုင်လို့ရတယ် area နဲ့စပွဲနဲ့ရှိမယ်ဟိုးဘက်နောက်ဆုံးမှာ စာရေးလို့ရတဲ့ဟိုဟာ board တခုရှိမယ်ပေါ့နော် whiteboard whiteboard ရှိမယ် and then ဒီထဲမှာငါတို့ကလာငှားနေရင်ရေ coffee အလကားတောက်ခွင့်ရှိတယ် unlimited စိတ်ကြိုက်တောက်ခွင့်ရှိတယ်နော် okay you are very nice dad ဟိုကလေ Switzerland embassy တပည့်ဝေးမှာဒီဆိုလာပြားကြီးမြင်နေတဲ့ Switzerland embassy ပါ amazing view ဒီကောင်တယောက်ကဟိုပါပေါ့နော်ဟို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 ဖုန်းပြောလို့ရအခန်းနေပေါ့နော် မိတ်တင်ပါဟုတ်ကဲ့ဒီဘက်ဒီကိုပြန်လာလိုက်ရင်ဒီဘက်မှာလည်းဒါနောက်ထပ်နောက်ထပ်အခန်းဒီဒါနောက်ထပ်ဂျုံကန်းဒီပေါ့နော်ဒါဆို6ရောက်ထိုင်ပြီးရခန်းဒီဘက်မှာလည်းတူတူပဲ6ရောက်ထိုင်ရတဲ့အခန်းဒီဒီမှာလည်းဒါ6ရောက်ထိုင်ရတဲ့အခန်းဒီမှာလည်း6ရောက်ထိုင်ရတဲ့အခန်းဒါ corner room ပေါ့နော်ဒီခန်း view ကောင်းဆုံးပဲဟုတ်ကဲ့ဒီဒီမှာနောက်တစ်ခန်းရှိတယ်ဒါ3ရောက်ခန်း โอเค3ยောက်ခံ And then ဒီမှာလည်းအဲ့လိုပဲနောက်ထပ်3ယောက်အခန်းရှိတယ်။ဒီဘက်မှာနောက်ထပ် view ရမ်းကောင်းတဲ့ဟာဒီမှာဆိုလေဒီမှာဆိုလေဒီမှာဒါဆိုရင်ဒါ3ယောက်ခံနော်3ယောက်ခံရှိမယ်။ဒီရခံကြတော့ဒါတော့ငါတို့ printing service color of black and white print လို့ရမယ်ဒီမှာက reception ပေါ့နော် reception မှာအများအဝန်တန်း၂ယောက်ရှိနေမယ်ပြီးကြတန်ရှင်းရေးကလည်းအများအဝန် stand by တန်ရှင်းလုပ်နေတဲ့ staff တွေရှိတယ်အဲကြတော့တကယ်ကတော့ flow တစ်ခုလုံးကိုလုံးမှာ အခုကတဝက်လောက်ပေါ့နော်ပြောရင် half half ကိုလုတ်ပြီးသွားပြီဟိုဘက်နောက်ထပ်အပြင်ဘက်မှာနောက်တစ်တဝက်ကျန်သေးတယ်အဲ idea မျိုးကိုငါတို့ဆက်ပြီးတော့ expand လုပ်မယ်ရွေးထားရပါတော့ တစ်ထက် company number 2တို့အခုဘာမှလည်းပြောပါအောင် CM Solar Power Distribution Company Wow Okay အဲ့ CM Solar Power Distribution ကဘာလုပ်တလဲအာဟိုက renewable energy or green energy ကိုနေပတ်သက်တဲ့ equipment တွေမှာ solar panels တွေ inverters တွေ or backup batteries တွေ accessory တွေ and then other related things တွေငါတို့က ဟိုအလုပ်တာပေါ့ main distributor အတွက်အနေနဲ့ထိုင်းမှာထိုင်းနေပြီးတော့ထိုင်းနိုင်ငံထဲမှာရှိသမျှဟို login နဲ့လူတွေကိုငါတို့က distribute လုပ်တယ်ပေါ့ကဘာမှာနာမည်ကြီးတဲ့နာမည်ကြီးဆုံး brand တွေက၄၅ခုကိုငါတို့ဟို main distributor အနေနဲ့ယူထားတယ် okay ကဲနည်းနည်းပြပါအောင်ဒီ office ကရင်းလှတယ်ဒီဟာကငါတို့ဟိုပေါ့ display showroom corner ဖြစ်မယ်ပြီးမှ equipment စီ brand ပေါင်းစုံထားမယ် ဒီဟာကတော့ငါတို့ reception corner ပေါ့နော်တကယ်ဒီနောက်ဖက်တည်းရောအပေါ်မှာမီးဆိုင်နေကြတယ်နောက်ဖက်ကတကယ်ရုပ်လုံးကြွနေအောက်က back lit ပါတယ်လို့ဟာလို့မှဒါယာယီတက်ပေးထားတယ်ဒါက reception corner လေးမှာသူတို့ပြည့်တဲ့ထိုင်ဖို့ပေါ့နော်ဒါက meeting room အသေးလေးတယ် meeting room အသေးလေးယောက်စာ meeting room အလတ်ဒီမှာတနေ့ဒါမပြီးသေးဘူးဆိုတော့ဘယ်လောက်ကြာရည်ဒီတော့ဝင်လာအဲဟိုမှာ end of february မှာဝင်လာအာ which is like very brand new brand new yes ဒီဒီဘက်မှာစပယ်6ယောက်စာမီတူကိုရှိဒီ company ကလူ employee ဘယ်နှယောက်လောက်ထားမယ်လို့ထင်လဲအခုဘယ်လောက်ရှိလဲအခု20ကျော်ကျော်ရှိပြီမလို့35လောက်ထိဖြစ်သွားလိမ့်မယ်ရည်ရွယ်တယ်ဘောနော် pantry corner kitchen corner သူမစားကြံတွေစားလို့ရမယ် coffee set ရှိမယ်ဟိုဟာရေစက်ရှိမယ် microwave you get it တာ coffee ဘာညာ free ပေးထားမယ်ဘာတကယ်ချင်းပြီးအလုံးလုံးမဲ့လူဝန်ထမ်းတွေက time လိုမျိုးတွေပေါ့ဟုတ်တယ်အဲတရားရံငယ်နှုံးထိုင်နေပြီ โอเคဒါတော့ meeting room အကြီးဒါကရောက်20ထိုင်လို့ရတယ် meeting room ကြီးဟောနော် meeting room အကြီးပြမှာငါတို့က display လုပ်ဖို့ delegation အကြီးငါတပိတ်ထားတယ် meeting နေမှာကြာရင် display လုပ်ချင်လို့လို့ရအောင်85 inches ငါတပိတ်ထားတယ်အဲ့ဒါနင်လောက်တဲ့လူတွေကအကုန်လုံးထိုင်ဟိုင်ရှင်ညညမဟုတ်တယ်ငါရဲ့တငယ်ချင်းနှစ်ယောက်ရဲ့ခုနကမေးကိုမိတ်ဆက်ပြီးရကိုစာနေဝင်ထည့်ရဲ့ကိုကောင်းကြီးဆိုရဲ့ ်ကိုကြီးဇေယျဘောမြန်မာတကယ် Burmese entrepreneur တွေပဲအဲဘာဖြစ်လို့ကဘာကဒီ solar ကိုပြောင်းစရာလိုတာလဲအစိုးရစီရလာတဲ့မီးဆိုတာက လာနေတဲ့နီလန်းတွေရောမျိုးစုံရှိတာကိုတကယ်ကျန်တစ်ကရေအားနဲ့လျှက်စစ်ထုတ်သလားနှစ်ကမင်း guest တာပိုင်ကြီးတွေခေါ်တဲ့ဒီဓာတ်ငွေတွေကိုတုံးပြီးတော့မောင်းရတဲ့တာပိုင်ကြီးကနေလျှက်စစ်ထွက်လာသလား၃ကကြောက်မိသွေးတွေ เนาะจอมมีทุเนี่ยหลุดตาမျိုးล่ะไอ้จ้ะတော့ဒါကငါအကြံပြပြောပြတာပေါ့တချို့မှာဟိုဟိုနျူကလ িয়ার เนี่ยလုတ်တဲ့ဟာလေးရှိကောင်းရှိတယ်ဒါပေမဲ့ဒါတွေ which is ဟိုတိတ်နေပါတယ်ဟိုအာရှမှာတော့ပေါ့เนาะไอ้จ้ะတော့အာရှမှာအတုံးများဆုံးอ่ะရေအားလျက်စစ်ရေအားလျက်စစ်သုံးတော့မယ်ဆိုရင်မြစ်ချောင်းကြီးတွေကိုတဘာဝတိုင်းစီးနေမြစ်ချောင်းကြီးတွေကိုတနေရာမှာပိတ်လိုက်ရတယ်ပိတ်ပြီးတော့ dam လို့ခေါ်တဲ့ရေကာတာကြီးတွေဆောက်လိုက်ပြီးအဲ့ရေဒီဟိုမှာငါတို့တာပိုင်းတွေကိုမောင်းထည့်ပြီးတာရေအားနဲ့တာပိုင်းကလဲရတယ် အဲ့ရေတွေဆင်းလာတဲ့ခါမှာဒလက်ကြီးနဲ့ရှိရောအဲ့ဒလက်တကရေကိုရေနဲ့သူလဲသွားချိန်မှာတာပိုင်လဲပြီးလက်စစ်ထွက်တယ်။ဒါမျိုးတွေကအဲလူတော်များများကနော်မြန်မာနိုင်ငံလည်းမြစ်စုံလို့ပါဘူးဆိုပြဿနာတက်ခဲ့တာပေါ့နော်။လူတော်များတဘာဝရေရေစစ်နဲ့ရေမြစ်တွေပျက်စီးစေတယ်။ဟို ecosystem ကြီးပြတ်သွားစေတယ်ဆိုပြီးတော့ကြောက်မကြိုက်ကြဘူး။ ဒီ ecosystem ကိုမှီတင်းနေတဲ့တတဝါတွေထိခိုက်တယ်ဆိုရင်မကြိုက်ကြအောင်တချို့နေထိုင်နေတဲ့လူတွေရဲ့မြို့တွေရွာတွေပါဒီ dam လောက်တဲ့နေရာမှာပါသွားခဲ့ရင်ပို့ပြီးတော့သူတို့အတွက်ခက်ခဲဖြစ်တယ်ဆိုရင်မကြိုက်ကြအောင်ဒါတစ်ပိုင်းပေါ့နောက်တစ်ပိုင်းကခုနငါပြောတဲ့ gas နဲ့ gas ကလည်းမီ limitation ရှိကောင်းရှိမယ်ဒီတန်းငွေတွေမထွက်တော့အချိန်မှာဒီ gas တောင်ရန်လို့ရချင်မှရမယ် and then gas turbine တွေလုတ်လုတ်တဲ့အချိန်မှာလည်းအန္တရာယ်ရှိတယ် gas ကိုထိန်းသိမ်းရပေါက်ကွေးနိုင်တာမီးလောင်နိုင်တာတွေတို့ထိန်းသိမ်းရမျိုးလည်းရှိကောင်းရှိမယ် and then ကြောက်မီးသွေးဆိုလည်းသဘောပတ်ဝန်းကျင်လေတုညဉ့်ညမ်းစေရဆိုရက်ယူဆမှုတွေရှိကြရပါတော့အခုဗမာလည်းပြောပါအောင်တို့တွေစောကြည်ပါမှာပါစောကြည်ပါဆိုတော့ဗာလဲစောကြည်ပါဆိုတာငါနဲ့ငါတငယ်ချင်းတော့၃ယောက်နဲ့ပေါင်းပြီးတော့ ဖွင့်လိုက်တဲ့ပြီးခဲ့တဲ့နှစ်နှစ်ကျော်ကျော်ပေါင်းဖွင့်ထားတဲ့ဟိုမြန်မာအစားတောက်ရောအဲတချို့ထိုင်းအစားတောက်အနေငယ်တရုတ်အစားတောက်တွေနဲ့အတူတူအပေါက်တွေပေါ့နော်ဟိုအယ်ကိုဟောဒရင့်တွေဘီယာဘာညာရောင်းနေဆိုင်ပေါ့ဟိုဘန်ကောက်ရဲ့မြို့လေကောင်နားမှာပေါ့ ိုင်ငံခြားမှာအနောက်တိုင်းမှာဆိုရင်ဒီဒီစီးပွားရေးတွေ um hospitality လို့ခေါ်ရတယ်မှာဟုတ်တယ်အဲ့ဒါဒီချိန်မှာတော်တော်ကြာနေတာဟုတ်တယ်ချက်တဲ့အနေနဲ့ဘယ်လိုလဲဒီဒီ business ကထိုင်းမှာကြာတယ် covid စဖြစ်ကြတဲ့နောက်လျှောက်ထိုးကြဘူးနော်ဟုတ်တယ်ငါတို့က2022မှာငါတို့ကခံမလိုက်တာ covid ကိုပြန်ပြီးတော့ ဟိုကထိုင်းဆိုရ lift လုပ်တော့မယ်ကိုဗစ်နဲ့တာတာစီဖယ်တော့မယ်အာနိုင်ငံပြန်ဖွင့်တော့မယ်ဆိုတော့အချိန်မှာမဖွင့်ခင်မှာငါတို့ကကြိုပြီးတော့ဒါလေးကိုကြိုပြင်ဆင်ထားတာပေါ့နိုင်ငံသားထိုင်းနိုင်ငံကကွာနိုင်ငံသားတစ်နှစ်ကိုအရင်တော့55သန်းလာတယ်အခုအခုပြန်ဖွင့်တဲ့အချိန်မှာ55သန်းမလာခဲ့ရင်တောင်မှပဲ amount တစ်ခုလာမယ်ဆိုတော့တိလို့ငါတို့ကြိုဖွင့်ထားတာပေါ့ အဲ့ဒီဘောပေါ့ okay အဲ့ဒါဘယ်လိုနေလဲ business အဆင်ပြေလာကောင်းလားအကောင်းပါတယ်ကောင်းပါတယ်ကောင်းပါတယ်ဆိုတာဒီလိုပေါ့ငါတို့ကဇော်ကြီးဘားရဲ့တကယ် main ရည်ရွယ်ချက်ကငါမျိုးပြောဦးတယ်ငါမှာ Kudos International Business Consultancy ဆိုရဲအကြံပေးစီးပွားရေးအကြံပေးကုမ္ပဏီရှိတယ်အဲ့အကြံပေးကုမ္ပဏီကအရင်တော့ငါတို့ကရုံးကငါတို့ငါအိမ်မို့မြို့ပြမှာထားထားတော့ဝေးတော့ဧည့်သည်နဲ့မြို့ထဲမှာတွေ့လို့လည်းရမယ်နေရာတစ်ခုဖြစ်မယ်အစားအသောက်တွေရောင်းနေခြင်းအပြင်ရုံးလို့ဟာမျိုးတသက်ပတ်စံကိုယုံမဲလည်းမဟုတ်ဘူး ပေါ့နော်အဲ့သဘောမျိုးနဲ့ငါတို့ကကဲငါတို့တကယ်ချင်းနေပေါင်းဖွင့်ကြတယ် plus မြန်မာနိုင်ငံအစားအသောက်တွေကိုလည်းနိုင်ငံသားတွေကိုချပြခွင့်ရမယ်ပေါ့ဒီဇော်ဂျီဘစ်စထရိုကိုလာခြင်းလဲဆိုဘလို့လူမျိုးတွေလာတင်လဲဘာတွေလုပ်ဆရာရှိလဲဇော်ဂျီမှာအဲဘလို့လူတွေလာတင်လဲဆိုကြအေးစေးစေးချေလို့ခြင်းနဲ့ online ကျဲမနေဘူးဟိုစုညံမနေဘူးဒါပေမဲ့မိတ်ဆွေနေနေ AC စကားထိုင်ပြောခြင်းနဲ့မြန်မာစားတောက်လေးတွေကို ဈေးနှုန်းမကြီးပဲနဲ့တချို့နေရာတွေမှာလို့မကြီးပဲနဲ့စားကျင်နေဆိုရင် လာခဲ့ပါ live music နားထောင်ခြင်း live music ရှိပါတယ်ကိုရံလည်းဝင်ဆိုလို့ရတယ်မတို့ရဲ့ဆိုင်ရဲ့ဟို nature ကမိတ်ဆွေလိုမဟုတ်ပဲနဲ့မိသားစုလိုပဲလာတဲ့လူတွေဝင်ဆိုခြင်းဆိုလို့ရတီးခြင်းတီးလို့ရတယ်အဲ့ဒါငါတို့စီမှာမင်းဒီတစ်ခုဝယ်လို့ဒီတစ်ခုမဟုတ်ဥမာမင်း drink တောင်းရင်ငါတို့ဘက်ကတတိလေးလှီးပြီးတော့အချိုဝဲပေးလိုက်တာမျိုးဒါမျိုးအဲကငါတို့လိုအပ်တာလေးတွေအမျိုးလေးဖြည့်ဆည်းပေးတဲ့ဟိုကိုအသိစိတ်နဲ့မိတ်ဆွေတွေကိုထည့်ဟာဖြည့်ဖြည့်ဖြည့်ဆည်းပေးရလေရှိတယ်အဲမျိုးလေးပေါ့ငါတို့ကအဓိက hospital ဒီလေးမင်းခုနပြောထားပဲငါဆိုင်စောက်ဖွင့်ကလေးဆိုင်ကလေးလို့ပြောတာငါ service ပေးချင်တာပေါ့ငါ hospital ဒီပေးချင်တာငါဆိုင်ကိုရောက်လာတဲ့လူတွေကမိသားစုဆွေမျိုးချင်းပြန်တွေ့ရပုံစံမျိုးနောက်တစ်ခေါက်ထပ်လာခြင်းပဲအစားတောက်ကြောင့်မဟုတ်ရင်တောင်းမှပဲ ခင်မင်းပြူငါမှုကြောင့်ရောက်ပြန်ရောက်လာရဲဆိုဟာမျိုးလေးလိုချင်တာအဲဒါကြောင့်ဆိုတော့လာခဲ့ကြပါလို့ရှိပါတယ် Okay ကျွန်တော်တငယ်ချင်းကိုကျော်ချက်လင်းကိုအခုဒီဗီဒီယိုမှာစကားပြောပြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကြည်နေတဲ့လူတွေကိုကျော်ချက်လင်းဘာဖြစ်လို့အောင်မြင်တယ်လဲနည်းနည်းပါးပါးလေ့လာချင်နေဆိုရင် သူစဉ်းစားနေသူ idea လေးတွေသူအကြံပေးတာလေးတွေ ဒီဗီဒီယိုနှစ်ခုထဲမှာကြည့်လို့ရပါတယ်။ကျေးဇူးများတင်ပါတယ်။